ကြောက်တာပဲရှင်ပါ။ဒါမှမဟုတ်လည်းကြမ်းပါလေ။ဒါမှတဲတခါမှမတိုက်ဘူးပါ။စီးရလို့လည်းကမောစားလိုက်တယ်။တဲလို့ပဲတိုက်ရုံနဲ့။ဟောကြောက်ပဲမိမရောက်ကြောက်ပဲမိမ။ ရှင်မကကြတော့မြန်မာဆက်ဆံလေးနဲ့အဲနည်းနည်းပါညာအဲ့လိုမျိုးအရင်ရင်လေးတော့ဒီနေ့ကတော့နည်းနည်းစပယ်တုံးနဲ့အဲဘက်ကဲလေးပေါ့ဘက်ကဲလေးလောက်ကကြိုက်တယ်ရှင်တို့ကတဲ့ပုံစံနဲ့ကြိုက်တယ်အဲ့ဒါအားသာချက်ပေါ့မောင်ကူဘယ်လိုလဲ ဒီမဲ့ဆိုရယ်ဝယ်လေးလက်တက်ရင်ဒီကားလေးကိုလည်းလေးလာဖို့ပါ။ဟုတ်ပါဘူး။ဒီကားလေးဖိတ်ကြားပေးရတဲ့အပြင်မှာတော့ဒီစီမားရယ်လို့ပြောချင်ပါတယ်ရှင်။ဒီနေ့မှာအဲ long tour ဘာရဲ့ exclusive model ကိုတဲ့နေနေရန်ဘောချမီရယ်ပြောချင်ပါတယ်။ဟုတ်ဟုတ်။နည်းနည်းလုပ်ထားပါလိမ့်မယ်။နည်းနည်းပေါ့နည်းနည်း။ highway ပါရောမောင်ရတယ်။မောင်ရတယ်ဒီနားဒီနားဒီနားလေးတော့လှိမ့်ပြီးသွားတာ။ ခံစားချက်ကတော့ကျွန်တော်ကဝန်ကအစင်ပေါ်မှာပြောတာပဲကျွန်တော်ယောက်ျားလေးကတော့ဝန်တိုင်းမှာတာခြိုက်တယ်လေဝန်တိုင်းမှာတာခြိုက်တယ်သူကပြီးတော့စီစားတာလည်း1.5ဟိုကျွန်တော်တာဖို့လဲပါတယ်အဲ့တော့နင်းစီရမ်းမစားဘူးလေသူရာမတိလို့ရှိလို့ရှိတော့ဟိုအလိုစီများကြီးစားလို့မြင်လိုက်ရတယ်လို့ပြောဖို့ကောင်းပါတယ်ပြီးတော့ရှိန်ပြီးတယ်ဟုတ်ပါဘူးလူကဒေတာဆိုတိပါရယ်ခိုင်လိုက်တယ်ဘောပေါက်တယ်ခိုင်ကြည့်တဲ့အချိန်မှာတကယ်ကို luxury sanitary တောင်းတာစိတ်ကိုရတယ်။အဲ့ဒါကတော့စီးရဲ့လူတွေကဘောကြလိမ့်မယ်။အဲဒါလည်းမကြိုက်ဘူးလို့ပြောတယ်။ယောက်ျားဝင်ပေးမယ်။ယောက်ျားဝင်ပေးမယ်။မောကြတော့တော့မြန်မာဆက်ဆံလေးနဲ့အဲနည်းနည်းပါညာအဲ့လိုမျိုးရင်းရင်းလေးတော့ဒီနေ့ကတော့နည်းနည်းစပင်လုံးနဲ့နည်းဘက်ကဲလေးပေါ့ဘက်ကဲလေးလောက်ကကြိုက်တယ်ရှင်တို့ကတဲ့ပုံစံတိုင်းကိုကြိုက်တယ်အဲ့ဒါအားသာချက်ပေါ့ ြောမလဲစိတ်ထူကိုယ်သူစိတ်မြန်လာမြန်ကာမကလည်းအမြန်မောင်းရတာပဲကြိုက်တယ်ပြီးတော့လည်းဘယ်လိုပြောမလဲချောက်ကနင်းလိုက်တော့မဲ့ကားမျိုးပဲလေအမြဲရွေးချယ်ပေးတယ်ပေါ့နော်ဆိုတော့လူများနှစ်ယောက်ဆိုတော့အဲ့လိုပြောမယ်ဆိုတော့စိတ်မြန်လာမြန်စီးလို့ရတဲ့ကားမျိုးကြိုက်တာဖြစ်တဲ့တော့ကြောင့်မို့စိတ်ညာရည်ရည်ရှိအောင်ပေါ့ကားကစိတ်ထူလည်းပြောမှာဒါအမြန်မောင်းမိမလည်းမြန်မောင်းအဓိကတော့တော့တဲုံနဲ့နဲ့ပူကြောက်တာပဲရှင်အမေနဲ့ကြားပါတယ်။ဒါပေမဲ့တဲတစ်ခါမှမတိုက်ဘူးပါ။ဒီကတော့ကျွန်တော်ကဘယ်လိုပဲအမြန်မောင်းမောင်း ဘလောက်ပဲတာဘူတွေပဲပါပါဟိုစေးပြောင်းမောင်းတာတော့အကောင်းဆုံးပါလေကျွန်တော်ကဟိုကမ်းမောင်းပြန်မယ်ကျွန်တော်စေးပြောင်းကိုကိုယ်တိုင်လည်းစေးပြောင်းမောင်းတယ်စေးပြောင်းမောင်းတယ်ဘူကြီးရဲ့အမြင်တက်လာလေးရှင်းအောင်ရှင်းမယ်ဟိုစင်ပြေလေးရှင်းအောင်ရှင်းမယ်ဒါမှမဟုတ်လည်းခွင့်လုပ်ပြီးချက်ပေးကြတယ်ကျွန်တော်ချင်းလေးတွေလည်း90မိကြအောင်ကျေးဇူးတင်ပါတယ်လို့ပြောအားလုံးအားပေးကြပါ